မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ပြူတိုက်ပွဲတွင်စစ်တပ်တန်းစင်မွတ်စလင်များနဲ့ဖြီးသူစင်များထိခိုက်ဒေဆုံးမှုများနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်ကြောက်ပြူမြို့တိုက်ပွဲရှေတန်းစစ်မြေပြင်များတွင်စစ်ရေးကျွမ်းကျင်မှုမရှိသည့်စစ်တပ်တန်းစင်မွတ်စလင်များနဲ့ဖြီးသူစင်မှုများကိုအုံချတိုက်ခိုက်နေ၍ထိခိုက်ဒေဆုံးမှုများရှိနေကြောင်းသတင်းရရှိပါတယ် ကြောက်ဖြူမျိုးနယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများတွင်45ရက်တင်နန်းဆင်ထားသည့်ကြောက်တလုံးစစ်စေးရေကိမှမွတ်စလင်များကိုသာမကစစ်တွေမျိုးမှပြည်သူစစ်တင်နန်းစဉ်မွတ်စလင်လူငယ်များကိုပါကြောက်ဖြူစစ်မြေပြင်သို့ဖုတ်ဆောင်ကအသုံးပြုတိုက်ခိုက်မှုများရှိနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါရိကျောက်ပြူတိုက်ပွဲမှာဗာစရေးအတွေ့အကြုံမှရှိတဲ့မွတ်စလင်တွေနဲ့ပြည်သူစစ်တင်နန်းစင်တွေဒီလာထဲမှာတည်တာပုံများတဲ့စစ်တင်နန်းစင်မွတ်စလင်တွေက ကြောက်ဖြူကသာမကစစ်တွေကစစ်ကိုပိုးတဲ့သူတွေလည်းပါတယ်။စီးရဲလဲကျွမ်းကျင်မှုမရှိဘဲစစ်တပ်ကဖိအားပေးပြီးရှေ့တန်းမှာတိုက်ခိုင်းနေ။လက်ရှိတိုက်ပွဲများအတွင်မွတ်စလင်စစ်တင်တန်းစင်များအလောင်းအချို့ကိုတွေ့ရှိရသလိုဖမ်းမိထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ထွက်ဆိုချက်အရယခုကြောက်ဖြူစစ်ပွဲတွင်မွတ်စလင်စစ်မှုရမ်းများကိုအတုံးပြုနေသည်ကိုတွေ့ရှိရသည်ဟု၎င်းကပြောဆိုပါတယ်။ ၎င်းပြင်စစ်ကောင်စီသည်တရားရသူ၏တပ်သားများအားရန်ကုန်စစ်တွေနှင့်ကြောက်ဖြူပြည်သူစေယုံတို့ပို့ဆောင်ကူတာတော်လဲမွတ်စလင်စစ်သားများကိုတရင်ပေါက်ကြမည်ကိုဆိုရင်၍တပ်တွင်နှင့်ကြောက်တလုံးဂိတ်တို့တွင်လှုပ်ဝက်စွာကူတာပေးနေသည်ဟုဆိုပါသည်စစ်ကောင်စီဘက်ကတရားရရင်ကြောက်ဖြူစေယုံနှင့်စစ်တွေရန်ကုန်စေယုံမှာကူတယ်မွတ်စလင်တွေကိုကြတော့စစ်ကောင်စီကမြို့ပေါ်တွင်နဲ့ရန်ကုန်မှာကူတာခွင့်မပေးဘူးမွတ်စလင်တွေကိုအတုံးပြုတယ်ဆိုတာကိုပြည်သူတွေသိမှသူတို့ကြောက်တယ် စစ်တပ်တန်းနှုတဲ့သူကိုအတင်းအာရမခိုင်းလို့သေးတာကိုကဘာကမြန်မာကြောက်တယ်ဟုပြောသည်။သို့တော်လည်းလက်ရှိကြောက်ဖြူမျိုးငလောက်ပွေစိတ်ကန်းတွင်လက်နက်ကင်စစ်တင်တန်းစင်မူဆလင်လက်နက်ကင်များကိုလုံခြုံရေးအဆောင်ချထားသည်ကိုမြင်တွေ့ရသည်ဟုဒေသခံများကပြောပါရယ်။ ကြိုက်ပွဲအတွင်ထိခိုက်သေးဆုံးတဲ့မုစလင်စစ်သားတွေကိုကြောက်တလုံးကယ်ဆယ်ရေးစခန်းအနီးတွင်မြုံနှံပြီးထိခိုက်ဒဏ်ရာရရှိသူများကိုလည်းအဆိုပါကြောက်တလုံးစခန်းမှသာမကစစ်ကောင်စီတပ်ရင်းတွေနဲ့ကြောက်တလုံးဂိတ်မှာစစ်တပ်ကတိုက်တိုက်ဆိတ်ဆေးလာကူပေးနေတာတွေရှိတယ်လို့ပြောပါရယ်အဆိုပါမွတ်စလင်တင်နန်စင်များကြောက်ပြူတိုက်ပွဲတွင်စစ်ကောင်စီကအသုံးပြုနေမှုနှင့်ပတ်သက်၍အာရကတပ်တော်ပြောခွင့်ရသူဦးခိုင်ဒုခအားဆက်သွယ်မေးမြန်းထားတော်လည်းတစုံတရာတုံ့ပြန်ဖြေကြားမှုမရှိသေးပါ။ ဘိုးရစာဦးဆောင်သည်ရခိုင်တမတော်စတင်တီထောင်ခဲ့စဉ်ကပါဝင်ခဲ့သူတအူဖြစ်သည်ဦးခိုင်တင်တင်မောင်က စစ်ကောင်စီဟာနီလန်းမျိုးစုံနဲ့ပြည်မဘက်ကလူငယ်တွေကိုစစ်သားတစ်စုဆောင်တယ်။ရခိုင်ပြည်ထဲကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကမွတ်စလင်လူငယ်တွေကိုစုဆောင်တယ်။ပြီးတော့ရှီရန်စစ်မြေပြင်ကိုပို့တယ်။သူတို့ကစစ်ရေးကိုမပြောနဲ့သင်တန်းအောင်ကောင်းကောင်းပြေဝအောင်တက်ရတာမဟုတ်ဘူး။ဒီလိုလုပ်ရဟာစစ်ဗိုလ်ချုပ်တွေလူကြီးတွေကသက်သက်သူတို့လွတ်မြောက်ဖို့အတွက်ထူးကြွေးနေတာဟုသုံးသက်ပြောဆိုပါတယ်။ 2024ဖေဖော်ဝါရီလအတွင်းကလည်းကြောက်ပြူမျိုးကြောက်တလုံးမူဆလင်ဒုက္ခသည်စခန်းမှလူငယ်အမျိုးသား108ဦးကိုစစ်တင်နှံပေးရန်စစ်တပ်ပြူဟာမှုကိုတိုင်းလာရောက်ပြီးအတင်းအဓမ္မဆယင်းကောက်ယူသွားပြီးလက်ရှိတွင်စစ်မျက်နှာပြင်တွင်အုံပြုလျက်ရှိကြောင်းဒေသခံများကပြောပါရယ်ဆက်လက်ပြီးဖြူမျိုးတွင်ရက်ကွက်အုပ်ချုပ်ရေးမှုနှင့်မတည့်၍စစ်မှုထမ်းအဖြစ်သွတ်သွင်းခံရသောတပ်သားသစ်ထက်မြက်ဝင် KNL Town တွင်အလင်းဝင်အလင်းမဝင်မီစစ်အရာရှိကရိုက်နှက်သည်ဖြင့်နားမှသွေးကြသည့်အထိ အယိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဖြူမြို့နယ်တွင်အုတ်ချုပ်ရည်မှုနှင့်မတည့်၍စစ်မှုတန်းအဖြစ်သွတ်သွင်းခံရသောတပ်သားတစ်ထက်မြက်ဝင်းသည်အောင်စရက်စစ်ကြောင်းခမရ338တန်းတွင်တာဝန်ကျနေရာမှ KNL တန်းတွင်အလင်းဝင်လာကြောင်း KNL ဘ ਹੁ ဌာနချုပ်ကသတင်းထုတ်ပြန်ပါရယ်။ပဲခူးတိုင်းဒေသကြီးဖြူမြို့ ဘိုးချုပ်ရက်ကွက်36လမ်းတွင်နေတိုင်းသောမောင်ထက်မြက်ဝင်းသည်ရက်ကွက်အုပ်ချုပ်ရုံးမှုနှင့်မတည့်သောကြောင့်စစ်မှုတန်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုတန်းတင်နန်းကျောင်းသို့ပို့ဆောင်ခံခဲ့ရကြောင်းယင်းနောက်အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအောင်စေရစစ်ကြောင်းခမရ338တန်းသို့ပို့ဆောင်ခံရကြောင်းသိရပါတယ်။တက်သေးရောက်တာတော့ပေါ်တာဆွဲခံရတာ။ဘာကြောင့်ဖမ်းတယ်လဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်မိသားစုတို့ကိုအုတ်ကြီးကမကြည့်ဘူးတော့ကျွန်တော်ကိုထဲတယ်။အုတ်ကြီးကပတ်စံရတော့အကုန်ထဲတယ်။ အဲ့ဒါကြောင့်ကျွန်တော်တက်သေးရောက်ရှိလာတာဟုအလင်းဝင်တပ်သားတစ်ထက်မြတ်ဝင်ကပြောဆိုပါရယ်စစ်တပ်ထံမှထွက်ပြေး၍အလင်းဝင်လာရခြင်းမှာစစ်တပ်အတွင်ကြီးနိုင်ငံရင်နှိပ်စက်မှုများအပြင်နားထဲမှာသွေးကြသည့်အထိရိုက်နှက်ခံရကြောင်းစစ်တပ်အတွင်ကြီးနိုင်ငံရင်အလွန်ဆိုးဝါးကြောင်းပြောဆိုပါရယ်သူတို့ပတ်ဆံရဖို့အတွက်ပဲကြံတဲ့လက်အောင်ငယ်သားကိုဘာတစ်ခုမှမကြည့်ဘူးအခုကြည်ကြည်လိုက်ပေါ်တာဆွဲတယ်ညှဉ်းပန်းနှိပ်စက်တယ်ပြည်သူလူထုကိုတက်သေးမှကြီးနိုင်ငံရင်တွေသိရှိတာပေါ့ကျွန်တော်တို့ထမင်းစားနေရင်တောင် ထမင်းခဏခဏစားလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးရိုက်နှက်တယ်။ပထမတစ်ခေါက်ကျွန်ုပ်ကိုရိုက်တဲ့နေ့ကနားရဲသွေးတွေပါကြတယ်။အခုမေလ25ရက်နေ့နနက်ခင်းပိုင်းဒီမနေ့နနက်ခင်းပိုင်းကျွန်တော်ကိုကင်းဆောင်တာဟိုကြီးဒီကြီးမလုပ်ဘဲနဲ့ဘာတွေလုပ်နေတာလဲဆိုပြီးတစ်ချက်ထိုးတာနှကမ်းပါခွဲသွားတယ်။ ကျွန်တော်ကိုကြီးနိုင်ငင်းငင်းလောက်တာတော့အဲ့ဒီမှာဆရာတွေကထိုးတယ်ကြိတ်တယ်ဟုအလင်းဝင်တပ်သားထက်မြတ်ဝင်းကဆိုပါတယ်စစ်ကောင်စီလက်အောက်တွင်စစ်မှုထမ်းတပ်သားတက်မှာဖိနှိပ်ခံရပြီးအလင်းဝင်းလျင်ခေါင်းဖြတ်တက်ခံရမည်ဟုစစ်တပ်ကတပ်အတွင်းဝါရမှိုင်းလိမ့်လဲတိုက်ထားကြောင်းထို့ကြောင့်စစ်တပ်လက်အောက်တွင်စစ်မှုထမ်းနေကြသောတပ်သားတက်များအနေဖြင့်အလင်းဝင်းကြရန်၎င်းကတိုက်တွန်းထားပါတယ် အာနာယူအောက်မှာဘာမှမဟုတ်ပဲဖိနှိပ်ခံပြီးနေမဲ့အတူတူတော့ဒီဘက်မှာအလင်းဝင်ရောက်ဖို့ပြောချင်ပါတယ်။သူတို့ရဲ့ဝါရဖြတ်တဲ့လူသက်ချင်းခေါင်းဖြတ်ချင်းဆိုတဲ့ဟာတွေကတကယ်အမှန်တော့ဒီဘက်ထဲမှာဘာတစ်ခုမှမလုပ်ဘူး။နွေနွေထွေထွေနဲ့ကြိုးဆိုတဲ့ဟူအလင်းဝင်တက်သားတဲ့ထက်မြဝင်းကပြောဆိုပါတယ်။ရှမန်နစ်တွင်စစ်ကောင်စီကမြဝတီမျိုးကိုပြန်လည်သိမ်းပါရေးအတွက်နိုင်ငံတော်အစဉ်အောင်စေရစေကြောင်းကိုဒုစစ်ကောင်ဆောင်စိုးဝင်းဦးစီး၍ဖွဲ့စည်းကတိုက်ခိုက်နေတော့လေယခုအချိန်အထိမြဝတီမျိုးတို့မရောက်ရှိနိုင်မယ်။ တည်ဆုံသူများပြခြင်းနဲ့အလင်းဝင်သူများဖြင့်သာ အောင်စီရစစ်စင်ရေးမှာမရှိမလရှုံးနေကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုကြပါတယ်ဆလပီအင်းတော်မျိုးနဲ့တဘာရွာရှိရန်အောင်မင်္ဂလာဖုန်ကြီးကျောင်းကိုစစ်တပ်ကယနေ့နဲ့နဲ့လေရင်ဖြင့်ပုံကျဲမှုဖုန်ကြီးကျောင်းပြက်စီပြီးအမျိုးသမီးတဦးတန်ရာရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။စကိုင်းတိုင်းအင်းတော်မျိုးနဲ့တဘာကြီးရွာရှိရန်အောင်မင်္ဂလာဖုန်ကြီးကျောင်းကိုအကြံဖက်စစ်ကောင်စီတပ်က လေရင်ဖြစ်ပုံကျဲတိုက်ခိုက်ခရာဖုံကြီးချောင်းပြက်စီပြီးခရီးသွားအမျိုးသမီးတအူဒဏ်ရာရရှိခဲ့ကြောင်းဒေသနေပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ် ယနေ့စော်လာ22ရက်နနက်9:45မိနစ်ကတကြိမ်9:52မိနစ်တွင်တကြိမ်အင်းတော်မြို့နယ်နှစ်ပါးချေရွာနှစ်ပါးလမ်းစုံအနီးရှိရန်အောင်မင်္ဂလာဘုံကြီးကျောင်းကိုပြစ်မှတ်ထား၍စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ရာဘုံကြီးကျောင်းပြစီပြီးခရီးသွားအမျိုးသမီးတအူဦးကောင်းတွင်ဘုံစထိမှန်တန်ရာရရှိခဲ့ကြောင်းသိရပါသည် အရင်ဦးဆုံးလျင်နဲ့ပတ်ဝဲပြီးတော့ကျဲသွားတာမနက်9:45မိနစ်မှာတလုံး9:52မိနစ်မှာတလုံးကျဲသွားတာပါဘုံကအရင်ကြီးအပြင်းလာတော့မဟုတ်ဘူးနဘာလန်းဆောင်မှာကရန်အောင်မင်္ဂလာဘုံကြီးကျောင်းရှိတယ်အဲ့ဒီဘုံကြီးကျောင်းတဲကိုကြာတာဆိုတော့ဘုံကြီးကျောင်းဆောင်ပြက်စီသွားတယ်အဲ့ဒီဘုံကြီးကျောင်းကမန္တလေးမြစ်ကြီးနားကားလမ်းပေါ်မှာရှိတာဆိုတော့ခရီးသွားအမျိုးသမီးတအုပ်ပဲဦးကောင်းကိုမှန်ဆထိမှန်ထိုင်ရရသွားတာဟုတ် ဒေသနေပြည်သူတို့ကတရင်ဌာနသို့ပြောကြားပါရယ်။အဆိုပါနှစ်ပါးကြေးရွာသည်2023ခုနှစ်စက်တင်ဘာလခန့်ကလေးကလူနေထိုင်ခြင်းမရှိတော့ဘဲစစ်ဘေးရှောင်နေကြရသည့်ကြေးရွာဖြစ်ပြီးခီးသွွားပြည်သူများသာ ဖြတ်တန်းသွားလာမှုရှိသည့်နေရာဖြစ်ကြောင်းယခုအခါစစ်ကောင်စီကင်းစင်သွားပြီဖြစ်ပြီးထိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံချဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရပါရယ်။ 2023ခုနှစ်ဩဂုတ်စက်တင်ဘာအောက်တိုဘာလလောက်ကလေးကအဲ့ဒီဘုံကြီးကျောင်းထဲမှာဘုံကြီးတွေလည်းမနေတော့ဘူးလူတွေလည်းမရှိတော့ဘူးအဲ့ဒီအချိန်တုန်းကထိုက်ပွဲတွေလည်းခဏခဏဖြစ်တယ်လေရင်တွေနဲ့လည်းဘုံခဏခဏကျင်းနေတာကြောင့်မနေကြတော့တာအခုကျဲသွားတာကလည်းဘာတိုက်ပွဲမှမရှိပဲကျဲသွားတာကျွန်တော်တို့အင်းတော်မှာကစစ်ကောင်စီတွေမရှိတော့ဘူးဆိုတော့ဘာတိုက်ပွဲမှမရှိဘူးဟုဒေသနေပြည်သူကရှင်းပြပါတယ်